ရိတ်သမ ्या အားလုံးမင်္ဂလာခင်ဗျာဒီနေ့မှာတော့ White Championship က Beating Fighter Liam Harrison ကိုပွဲတယ်ပေးလိုက်ပြီဆိုတဲ့အကြောင်း Official တရားဝင်ညချက်ထုတ်ပြန်လိုက်ပါတယ်ခင်ဗျာဒီတော့ Liam Harrison ပွဲရသွားတာကတစ်ဖက်မှာမေးခွန်းထုတ်စရာတခုရှိလာပါတယ်အဲ့ဒါကတော့ Liam Harrison နဲ့ပွဲတယ်ပေးခဲ့တယ်ပြီးတော့တွဲဆိုင်ပြတ်သွားတယ်မြန်မာ Fighter Soling ကိုဒီတော့မြန်မာ Fighter Soling ကိုဘာကြောင့်ပွဲမပေးသေးတာလဲဆိုတဲ့မေးခွန်းကထပ်ပေါ်လာပါတယ်ခင်ဗျာโซลิงก็ ကြန့်ခိုင်မှုအပြည့်နဲ့လေ့ကျင့်ဆင်းနေခဲ့တယ်။ပွဲထုတ်ဖို့အတွက်အချိန်စောင့်နေခဲ့တယ်။ဒါပေမဲ့ဝမ်ဟာပွဲပြင်းမယ်ပွဲပြီးတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေပင်းရင်ပင်းနဲ့ဆိုလင်းဦးကပွဲမရပဲအခုလီယန်ဟာရီဆင်ကပွဲရသွားတယ်ခင်ဗျ။လီယန်ဟာရီဆင်ဟာပခုံးတန်ရာရရှိလို့စေယုံတက်ရောက်ပြီးတော့ကုသမှုတွေခံယူခဲ့ရတယ်။အဲတော့လီယန်ဟာရီဆင်ဟာဒဏ်ရာပြဿနာရထားလို့ဆိုလင်းဦးကိုပွဲမတဲပေးသေးပဲနဲ့လီယန်ဟာရီဆင်ဒဏ်ရာပြန်တက်တာလာမှာ ဒီနှစ်ယောက်ကိုပဲတွဲဆိုင်ပြန်တယ်ပြီးမလားမသိဘူးလို့ကျွန်တော်တို့တွေးခဲ့ကြပါတယ်အခုတော့အဲ့လိုမဟုတ်တော့ပါဘူးလီယန်ဟာရီဆင်ကိုကြတော့ဂျပန်ဖိုက်တာရှင်ဂျီဆူဆူကီနဲ့ဝက်တယ်ပေးလိုက်တယ်လီယန်ဟာရီဆင်ဟာလာမယ့်ဒီဇင်ဘာလ9ရက်နေ့မှာကျင်းပမယ်1.9 38ပြိုင်ပွဲရဲ့ကောင်းဆင်အောက်မှာဆူဆူကီနဲ့ကစ်ဘောက်ဆင်ပွဲထိုးအောင်ဖြစ်ပါတယ်ခင်ဗျပင်တန်ဝေချမ်းပွဲဆင်ထိုးအောင်ပါဒီတော့လီယန်ဟာရီဆင်ကအဲ့လိုပြိုင်ဘက်ပြောင်းသွားတဲ့အတွက်ဆိုလင်းကလည်းပြိုင်ဘက်ပြောင်းဖို့တေချာသွားခဲ့ပါပြီ ဆိုလင်းဦးအနေနဲ့သူ့အနေနဲ့မကြခင်မှာဝမ်းစင်မင်းတက်စီကိုပြောင်းလာမယ်ပွဲထိုးရတော့မယ်လို့ post တွေမကြခဏရေးသားထွက်နေခဲ့ပါတယ်သူ့ရဲ့ manager ဖြစ်တဲ့ကိုစောပြုတ်ဝေရလည်းဟုတ်တယ်ဆိုလင်းဦးကိုမကြခင်မှာစင်ပေါ်မှာပြန်တွေ့ရတော့မယ်လို့ရေးသားတွေရှိခဲ့ပါတယ်ဒါပေမဲ့ post တွေသာရေးသားထွက်နေလာတယ်ဆိုလင်းဦးရဲ့ပွဲကရောက်ရှိမလာခဲ့ဘူးအခုတိုင်းဆိုရင်တော့ဆိုလင်းဦးရဲ့ပွဲစဉ်ဟာဘယ်ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာဘယ်ဖိုက်တာနဲ့ဖြစ်လာလိမ့်မလဲဆိုတာကျွန်တော်တို့စောင့်ကြည့်အောင်ပဲရှိပါတော့ခင်ဗျဆိုလင်းဦးက ဝမ်းကနေပြီးသူ့ကိုအမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးချုပ်ဆိုလိုက်ပြီးတော့မှရလဒ်တွေဆိုးရွားနေတယ်။အဲ့ဒီစာချုပ်ကြီးရဲ့ကောင်းဆောင်မှာသူဒီပွဲစဉ်၃ပွဲထိုးပြီးပြီ။နဗီဆက်ဆန်ကော့ပ်ထွန်ပေါ်လေးအဲ့ဒီ၃ပွဲလုံးမှာဆိုလင်ဦးရှုံးပွဲကြုံထားပါတယ်ခင်ဗျာ။ဒီတော့အမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာအုပ်ကြီးရဲ့ကောင်းဆောင်အောက်မှာနောက်ထပ်၃ပွဲသုံးဖို့၄ပွဲလောက်ပဲဆိုလင်ဦးကထိုးရအောင်ကြံလောက်တယ်ခင်ဗျာ။အဲ့ဒီပွဲစဉ်၃ပွဲသုံးဖို့၄ပွဲမှာဆိုလင်ဦးရလဒ်ကောင်းမှုလိုပါတယ်။ရလဒ်ကောင်းမှပဲဆိုလင်ဦးအနေနဲ့ နောက်ထပ်စာချုပ်တွေထပ်ရဖို့ညွှန်လင်းနိုင်ပါလိမ့်မယ်ခင်ဗျဆိုလင်းဦးအနေနဲ့လက်ရှိချိန်မှာဘာကြောင့်ပွဲမရသေးတာလဲဆိုလင်းဦးနဲ့ပွဲတည်ပေးထားခဲ့ပြီးတော့ပွဲပြတ်သွားခဲ့တဲ့လီယန်ဟာရီစင်ကတော့ပွဲရရှိသွားပြီဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပေးပြပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ